သောတရရှိဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်သေးလေးဖြစ်ပါစေအားလုံးနဲ့ပြန်လဲရွေတွေ့ဆုံရသောအခွင့်ရတဲ့အတွက်ကြောင့်အလုံးမပင်ဝမ်းမြောက်ပါတယ်ဘုရားသခင်လည်းပဲသင်တို့ပေါ်မှာပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းချီးတွေကိုတွန်းလောင်းပေးပြီးတော့ တနေ့တာလုံးဘေးမတိရမခပဲနဲ့သွာလာနေထိုင်နိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားအလုံးကတို့ရှင်ဘုရားသခင်ရဲ့ကောင်းကြီးစုကျေးဇူးနဲ့ပြန်လည်နှုတ်ထအသက်ရှင်ခွင့်ရတယ်ဘုရားသခင်ရဲ့အကျွင်းမဲ့ကျွန်တော်ပေါ်မှာချစ်တဲ့ကရုဏာမေတ္တာနဲ့ကျွန်တော်ကိုယနေ့ဘုရားသခင်ကပြန်လည်ပြီးတော့အကောင်းဆုံးကိုမွမ်းမံပေးတာဖြစ်တယ်အဲ့ဒီအတွက်ဝမ်းမြောက်ပြီးတော့ဒီနေ့တနေ့တာလုံးဘုရားရဲ့လက်တော်ဝယ်မှာစက္ကအံ့နံပြီးတော့ရှေ့တို့ဆက်လန်းကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ ဒီနေ့ကျွန်တော်ရအသက်တာမှာဆိုရှင်အဓိကဆင်ခြင်နိုင်ဖို့ရတဲ့နှုတ်ကပတ်တော်ကိုပေးသွားမှာဖြစ်တယ်။ဒီနှုတ်ကပတ်တော်ကဆိုရှင်ဘုရားသခင်ကြီးဘုန်းတော်ကိုချီးမြှောက်ရန်ဘုရားရဲ့ဘုန်းတော်ကိုကျွန်တော်ဘယ်လိုချီးမြှောက်ကြမလဲ။ဘုရားရဲ့သားသမီးတွေကဆိုရှင်ယနေ့ဘုရားရဲ့ဘုန်းတော်ကိုချီးမြှောက်ဖို့ရန်အတွက်အလွန်မှပဲရည်ကြည်တယ်။ဘုရားသခင်ကဆိုရှင်ဘောတကောအာနုဘောတော်နဲ့ပြေဝဆုံနေတော်မူသောဘုရားဖြစ်တယ်။အနန္တတကောရှင်ဘုရားသခင်ဖြစ်တဲ့အခါမှာဒီဘုရားသခင်ကဆိုရှင်ယနေ့ကျွန်တော်အားလုံးကိုကွဲကာနေတဲ့ဘုရားစောက်ရှောက်နေတဲ့ဘုရား ကောင်းချီးပေးနေတဲ့ဘုရားဖြစ်တယ်။အဲ့ဒီကောင်းချီးပေးနေတဲ့ဘုရားရှင်ရဲ့ဘုန်းတော်ကိုကျွန်တော်ချီးမြောက်ပြီးတော့အမြဲတမ်းချီးမွမ်းခြင်းမှုအမြဲပြုတ်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်အလွန်မှပင်ရည်ကြည်တယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်လူသားတွေဒီအပြစ်သားပါ။အပြစ်သားတွေမိမိရဲ့အပြစ်အတိုင်းပဲရပ်တည်ဖို့မဟုတ်ဘူး။မိမိဖြစ်တည်ရာဒီအပြစ်ပေါ်မှာပဲကျွန်တော်အားလုံးကရေစုံမျောပြီးတော့လိုက်ပါသွားဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အပြစ်ကိုကျွန်တော်ရဲ့အသက်တာကဆိုရှင်နောင်တတရားနဲ့ဘုရားသခင်ထံမှာပြန်လာပြီးတော့ဘုရားသခင်နဲ့ပွေဖက်ဖို့ဘုရားသခင်ထံမှာဆိုရှင် တိုးရှိုးဖို့ရန်အတွက်အလွန်မှပင်ရည်ကြီးပါတယ်။ဒါနောက်ဘက်တော်သမားစန်းစာထဲမှာဆိုရှင်တော့စာလန်ကျန်းခန်းကြီး90ပိုင်ငယ်လေးကိုကြည့်တဲ့အခါမှာကိုတော်ကိုရှာတော်သူပေါင်းတို့ဒီကိုတော်နိုင်ဝမ်းမြောက်ရွှင်လန်းကြပါစေတော့။ကဲဒီတော်မူခြင်းခြေဆုကိုနှစ်သက်တော်သူတို့ဒီဖျားသခင်ရဲ့ဘုံကြည်တော်မူစေတည်းဟုအစင်မပြတ်ပြောကြပါစေတော့။ဒီနေ့ကျွန်တော်ပါပဲဖျားသခင်ကိုရှေးဥစွာပထမရှာဖို့ရန်အတွက်အလွန်မှပင်ရည်ကြီးတယ်။ဒါကြောင့်ဖျားသခင်ယေရှုခရစ်တော်ကလည်းပါပဲလဲဆိုတော့ငါ့ကိုစင်လုံးကျွမ်းမဲ့နေရှာပါတဲ့။ရှာတဲ့အခါမှာတွေ့မယ်။ ဒါနိုင်ငံတော်နဲ့ပြောင်းမချစ်တရားကိုရှေးဥစွာရှာပါလို့လည်းပဲမှာတော်မူခဲ့တာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ဘဝပထမအစအသေးမှာစတုံးစတုံးမှာနေရက်တစ်တိုင်းနေရက်တစ်တိုင်းအစပြုတ်တော့မှာဆိုရှင်ကျွန်တော်ရတက်တာမှာဆိုရှင်အစဖန်တီးပေးခဲ့တဲ့ဘုရားသခင်ကိုရှေးဥစွာပထမရှာဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။နောက်မှလိုလာတွေပေးမယ်ဖြစ်တဲ့အတွက်ကြောင့်နောက်မှဘုရားပေးမယ့်အရာတွေအတွက်ကျွန်တော်အားလုံးကမျှော်လင့်ပြီးတော့ပေးမယ့်ဘုရားသခင်ထံမှာအရင်ဆုံးတိုးဝင်ချစ်ကပ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒီနေ့ချက်တက်မိတ်ဆွေပေါင်းတို့ ။တမန်ချမ်းသာတို့ရှင်ကိုတော်ကိုရှာတော်သူပေါ်တို့ဒီကိုတော်၌ဝမ်းမြောက်ရှင်လန်းကြပါစေတော်တဲ့။ဒီနေ့ဖျားသခင်ကိုရှာတဲ့သူတွေကဖျား၌ဝမ်းမြောက်နေမှာဖြစ်တယ်။ဖျား၌ပျော်ရွှင်နေကြမှာဖြစ်တယ်။ဖျား၌ငြိမ်သက်ချမ်းသာကိုခံစားနေကြမှာဖြစ်တယ်။ဒါမှမဟုတ်ကဲတင်တော်မူခြင်းစုခြင်းသူကိုနှစ်သက်တော်သူတို့သည်ဘုရားသခင်ရဲ့ဘုံဘုရားသခင်ကဘုံကြီးစေတော်မူတယ်ဆိုတာကိုဒီနေ့ပါလွယ်အားရပါရကျွန်တော်ပါလွယ်အစင်မပြတ်ချီးမွမ်းခြင်းအမှုအမြဲပြုဖို့ရန်အတွက်ယနေ့ နှုတ်ကပတ်တော်ကမိန့်မှာထားတာတွေ့ရမယ်။ဒါမှမဟုတ်ရှင်ဩခရစ်မြတ်ပထမဆောင်ခန်းကြီး1ပိုင်းငယ်9ကနေ30ကိုကြည့်တဲ့အခါမှာကိုပြစ်တို့ကိုဖော်ပြတောင်းမလျင်ငါတို့အပြစ်များကိုလွတ်၍ဒုစရရှိသည်မြနဲ့ကင်းစေစေခြင်းကဘုရားသခင်သည်တစ္ဆာတရားနဲ့၎င်းဖြောင်းမတ်ခြင်းတရားနဲ့၎င်းပြည့်စုံတော်မူ၏။ဒုစရိုက်ကိုမပြုတ်ပြီဟုငါတို့သည်ဆိုလျင်ဘုရားသခင်ကိုမူသားအပြစ်တင်ကြ၏။နှုတ်ကပတ်တော်လည်းငါတို့၌မရှိ။ဒီနေ့ကျွန်တော်ကတော့ရှင်လောကမှာတော့ရှင်လူတွေက နေစင်တဲ့ဒူဘကတော့ရှင်အပြစ်တရားအောက်မှာသွားနေရတာဖြစ်တယ်။ဒါကြောင့်အပြစ်တရားအောက်မှာသွားနေရတဲ့ကျွန်တော်ကျမအားလုံးကတော့ရှင်နေစင်တဲ့ဒူဘပါပဲကျွန်တော်ကအပြစ်ကိုလုံမိနေကြတယ်။မိမိလုံမိတဲ့အပြစ်ကိုလည်းပဲဒီတိုင်းပဲကျွန်တော်ကတော့ရှင်ဘာပဲဖြစ်ဖြစ်ငါတို့ကတော့ရှင်ဒီအပြစ်ကိုမှပဲကျွန်တော်ကတော့ရှင်တော့လုံးဝဒီပြန်လဲပြီးတော့နှောင်တမရပဲနဲ့ဒီလိုပဲရေစုံမျောသွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့အသက်တာဒီဒါဆိုးရွံစရာပဲเนาะထိတ်လန့်စရာတွေနဲ့ကျွန်တော်ကတော့ရှင်ကြုံနေရပြီ။ဘာကြောင့်လဲ ကျွန်တော်ကိုယ်တိုင်ကမိမိကိုယ်ကိုပြန်လဲပြီးတော့အပြစ်ဝင်ချတောင်းပန်ခြင်းမရှိဘူး။တမန်ချမ်းသာလို့ရှိရင်ကိုယ့်ပြစ်ကိုဖော်ပြတောင်းပန်ရမယ်တဲ့နော်။ကိုယ့်ပြစ်ကိုဖော်ပြတောင်းပန်မယ်လို့ရှိရင်ကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်ပိုင်တော်သူသည်ဖရာသခင်ဖြစ်တယ်။ဒါကြောင့်ဖရာသခင်ကလို့ရှိရင်သူ့ရဲ့သားသမီးတွေကလို့ရှိရင်နောင်တရပြီးတော့အပြစ်တရားလုပ်တဲ့အခါမှာအဲ့ဒီအပြစ်တရားကိုသိရှိပြီးတော့သူ့ထံမှာပြန်လဲပြီးတော့တောင်းပန်မယ်တိုးရှိုးမယ်ဆိုရင်ဖရာကခွင့်လွှတ်တော်မူမဲ့ဖရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကလို့ရှိရင်ဖရာသခင်က ခွင်းတော်မှာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ဘာလဲဆိုတော့ဘုရားသခင်ဒီတစ္ဆာတရားနဲ့လည်းကောင်းဖြောင်းမှတ်ခြင်းတရားနဲ့လည်းကောင်းပြည့်စုံတော်မူတယ်။ဒါကြောင့်ဒီနေ့ဘုရားသခင်ကကျွန်တော်ကျမတို့ပုံပါဆိုရှင်တစ္ဆာဂတိပြုတော်မူတဲ့ဘုရားဖြစ်တယ်။ဖြောင်းမှတ်တော်မူသောဘုရားလည်းဖြစ်တယ်။အလုံးစုံပြည့်ဝစုံနေတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုလည်းပဲမဖြောင်းမှတ်တဲ့ကျွန်တော်ရဲ့ဘဝကိုဖြောင်းမှတ်အောင်ကျွန်တော်ကိုလမ်းပြနိုင်တဲ့ဘုရားရှင်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်လူသားတွေအရဆိုရှင်မိမိရဲ့ဒူးစရိုက်ကိုကွယ်ဝက်ထားကြတယ်။ဒါကြောင့်ဒူးစရိုက်ကိုမပြုတ်ပြီဟု တင်တို့ဒီဆိုလေရေငါတို့ဒုစရိုက်ကိုမလုပ်ဘူးငါတို့ဆိုရှင်သူတစ်ပါးကိုလည်းပဲဘာမှမကောင်းတဲ့အမှုလည်းငါမလုပ်ခဲ့ဘူးကိုကိုသူလိန်နေတာဒါကြောင့်ကိုကိုသူလိန်ညာချင်းရလို့ရှင်တုံးကဆိုရှင်ဘုရားသခင်ကိုမူသားပြောတာဖြစ်တယ်တဲ့နော်မူသားပြောတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုမူသားပြောတဲ့လူကလည်းပဲနှုတ်ကပတ်တော်လဲသူနိုင်တယ်ပဲမရှိနိုင်ဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင် နောက်ကပတ်တော်သည်ကျွန်တော်ခြေရှင်းမှာမိကွက်ဖြစ်တယ်ကျွန်တော်ရဲ့အလင်းတရားဖြစ်တယ်ကျွန်တော်ကိုရှေ့ဆောင်လမ်းပြပေးနေတာဖြစ်တယ်ဒါနောက်ကပတ်တော်၌ကျွန်တော်အသက်မရှင်ဘူးဆိုရင်ကျွန်တော်အားလုံးကဆိုရှင်လည်းပဲကိုကိုသူအပြစ်မရှိဘူးလို့ပဲထင်နေကြလိမ့်မယ်ကိုကိုသူကျွန်တော်အားလုံးကဆိုရှင်ကောင်းတယ်လို့ပဲထင်နေကြမယ်ကိုကိုသူဖြောင်းမတ်တယ်လို့ပဲထင်နေကြမှာဖြစ်တယ်ဒါဒီနောက်ကပတ်တော်ကဆိုရှင်ကျွန်တော်အားလုံးကဆိုရှင်မိမိကဘာကိုကျွန်းလွန်လဲမိမိဘာကိုလှုပ်နေတယ်လဲဆိုတာကိုညွန်ပြနေတာဖြစ်တယ်ဖခင်ကတတိပေးနေတာဖြစ်တယ်ဒါကြောင့် တတိပေးတဲ့အခါမှာဆိုရှင်အသိဝင်လာပြီးတော့အဲ့ဒီအသိတရားနဲ့ဖျားရှိတော်မောက်ကိုကျွန်တော်ကအရောက်လမ်းမယ်ဆိုရင်တော့ဒီနေ့ချစ်တတ်မယ်ဆိုရင်ကျွန်တော်အားလုံးဒီတကယ်ပဲပြေဝစုံနေခြင်းပြေစုံခြင်းကိုခံစားရမှာဖြစ်တယ်။ဒါရှင်ဂရမန်ပရမဆောင်ခန့်ချီနှစ်ပိုင်းငယ်တစ်လေးကိုကြည့်တဲ့အခါမှာချစ်သားတော်သင်တို့ဒီဒူးဆိုင်ကိုမပြုတ်စေခြင်းကဤအရာများကို သင်တို့အားငါရွေ့ရွေ့ပေးလိုက်၏။တစုံတယောက်သောသူသည်ဒူးဆိုင်ကိုပြုတ်မလျင်ပြုတ်မိလျင်ဖြောင်းမတ်တော်မူသောအရှင်ယေရှုခရစ်ဒီဟုသော ငါတို့အမှုဆောင်သခင်သည် ခမဲတော်ထံ၌ရှိတော်မူ၏ထိုကိသခင်သည်ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏ထိုသခင်ကို ကိုယ်တိုင်တိကျွမ်းသည်ကိုအဘယ်သို့ သိရသည်ဟုမူကားပညာတော်တို့ကိုစောင့်ရှောက်လျင်သိရသည်တည်းတော်ထိုသခင်ကိုသိ၏ဟုပညာတော်တို့ကိုမဆောင်ဘဲလျက်ဆိုတော်သူသည်မူသားကိုတုံးတော်သူဖြစ်၍ထို့သူ၌သစ္စာမရှိတဲ့နော်။ဒါတမန်ကျမ်းစာထဲမှာတော့ ကျွန်တော်အားလုံးကဆိုရှင်တော့ပြည့်ညတ်တော်လို့ပြောတဲ့ခါမှာပြည့်ညတ်တော်ကကျွန်တော်ရဲ့ဘဝအတွက်လှပဖို့မှန်တစ်ချက်ပဲเนาะဒါနဲ့ကျွန်တော်အားလုံးကဆိုရှင်မှန်ကြည့်တာပါကြောင့်လေကျွန်တော်ကိုရဲ့အမဲဆက်တွေကိုကျွန်တော်မှာရှိတဲ့ဒီအပြစ်အမဲဆက်တွေကိုကျွန်တော်ဖယ်ရှားနိုင်ဖို့ညာအတွက်ပြီးရင်လှပစွာပြည့်ခမ်းကြစွာကျွန်တော်ခြေတနိုင်ဖို့ညာအတွက်မျက်နာမှာဆိုလို့ရှင်တနခါလာဒါမှမဟုတ်လည်းပဲပေါန်နံလာဒါမှမဟုတ်လည်းပဲလိုရှင်လာစသည့်အပြင်ဒီຢာတွေနဲ့မွန်တေပြီးတော့ကျွန်တော်ခြေတတဲ့ခါမှာ အားလုံးမှန်ကိုကြည့်တဲ့အခါမှာကျွန်တော်မှဆိုရှင်ဘယ်နေရာမှာလိုသေးတယ်လဲအဲ့ဒါမျက်နာကဆိုရှင်မိမိတနခါလူတဲ့အခါမှာညီရက်လားနော်လှရက်လားပြန်ကြည့်တဲ့အခါမှာဒါမှန်ကဆိုရှင်ကျွန်တော်မှဆိုရှင်ဒါကျွန်တော်ရဲ့အလှကိုပို့ပြီးတော့ခန်းချအောင်ပြင်နိုင်ဖို့ရန်အတွက်မှန်တစ်ချက်ဖြစ်ပါတယ်ဒါကြောင့်ပြည့်ညတ်တော်၁၀ပါဆိုရှင်လည်းပဲကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့အသက်တာလှပဖို့ရန်အတွက်အမြဲပဲကျွန်တော်ကိုရောင်ပြန်ဟပ်ပြီးတော့ကျွန်တော်ကိုပြန်လဲပြီးတော့မြင်လာဖို့ရန်အတွက်ပြနေတဲ့မှန်တစ်ချက်ပဲဒါကြောင့်နေကျွန်တော်ရဲ့တက်တာမှလို့ရှင်ဘုရားသခင်က ်ချစ်သားတို့တင်းတို့ဒီဒုစရိုက်ကိုပြုစေခြင်းကဤအရာတို့ကိုတင်းတို့အားငါရေး၍ပေးလိုက်တယ်တဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ကတက်တာမှာတို့ရှင်ငါတို့ရဲ့အပြစ်မကလောကီသားတို့ရဲ့အပြစ်ကိုဖြေစရာအကြောင်းငါတို့ရှင်ခရစ်တော်ကအပြစ်ဖြေရာကျွန်တော်ရဲ့ယေဘရဟိတ်ကြီးဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကတက်တာမှာတို့ရှင်ဖခင်ရဲ့သားသမီးမှန်ရင်ကျွန်တော်ဘာလို့ရမလဲပညာတော်တို့ကိုစောင့်နေရင်သိရကြမယ်ပညာတော်ကိုမစောင့်တဲ့သူကတော့မိမိကိုယ်ကိုအပြစ်ရှိမှလည်းသိမှာမဟုတ်ဘူးမိမိဘာလုပ်နေလဲဘာမှားတယ်လဲဆိုတာလည်းသိနေမှာမဟုတ်ဘူးငါလုပ်တာငါမှန်တယ် ငါပြုတ်တာငါအားလုံးအတို့ရှိကောင်းတယ်ဒါကြောင့်ကိုကိုသူပဲအကောင်းလို့ပဲထင်နေပဲကိုကိုသူပဲဖြောင်းမတ်တယ်လို့ထင်နေပဲကိုကိုသူလည်းပဲမြင့်မြတ်တယ်လို့ပဲကိုကိုသူအမွန်းနေနေကြမှာဖြစ်တယ်ဒါပေမဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ခရစ်တော်ကဘာပဲလဲဆိုတော့ပညာတော်ကိုစောင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရှင်မှားသလားမှန်သလားဆိုတာပုံမူပြီးတော့သိရမယ်တဲ့နော်ဒါကြောင့်ပညာတော်လို့ပြောတဲ့အခါမှာကျွန်တော်ကတော့ရှင်မိမိရဲ့ဘဝတတမှာအမားဘက်မှာရှိနေသလားအမှန်ဘက်မှာရှိနေလဲဆိုတာထောက်ပြနေတာဖြစ်တယ်ဒါကြောင့်ထိုးသခင်ကိုငါသိဟုပညာတော်ကို စောင့်တဲ့သူကဆိုရှင်ကျွန်တော်သခင်ကိုတည်တယ်လို့ဖြစ်တယ်တဲ့ပညာတော်ကိုမဆောင်ပဲနဲ့ထိုးသခင်ကိုတည်တယ်ဖျားရှင်ကိုတည်တယ်ဖျားကိုယုံကြည်တယ်ဖျားကိုကိုးကွယ်ပါတယ်လို့ပြောတဲ့သူဟာတဲ့ဘာနဲ့တူလဲဆိုတော့မူသားကိုတုံတော့သူဖြစ်တယ်လိန်ညာနေတဲ့သူတကယ်ပဲညာတာပါတီလုပ်နေတဲ့သူဘာသာရေးညာတာပါတီလူတွေဖြစ်တယ်တဲ့နော်ဘာသာရေးအလိန်ညာသူတွေဖြစ်တယ်ဆိုတာကိုတမာချန်းစာကအတိလင်းဖော်ပြတာတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရအသက်တာသည်မူသားတုံးတဲ့သူတွေထဲမှာကျွန်တော်ပါနေသလားနော် ဘုရားကိုယုံကြည်ပါတယ်ငါတို့ကတော့ရှင်ယုံကြည်သူတွေဖြစ်တယ်ဆိုပြီးတော့ယုံကြည်သူဖြစ်တယ်ဆိုတာနဲ့မပီးဘူးချစ်တယ်မိတ်ဆွေပေါင်းတို့ယုံကြည်တယ်ဆိုရင်ကျွန်တော်မပြောလဲယုံကြည်တဲ့အတိုင်းလိုက်ရှောက်ရမှာဖြစ်တယ်လုံကြည်ယုံကြည်တဲ့အတိုင်းဘုရားရဲ့စကားကိုနားထောင်မှာဖြစ်တယ်ယုံကြည်တဲ့အတိုင်းဘုရားရဲ့အလိုတော်ကိုကျွန်တော်ကတော့ရှင်ရှင်တန်ဘုရားရဲ့အလိုတော်တိုင်းရှင်တန်ပြီးတော့အသက်တာမှာတည်ဆောက်ဖို့ရန်အတွက်အလိုမပင်ရေးကြည့်တယ်ဆိုတာကိုနှုတ်ကပတ်တော်ကဖော်ပြတာဖြစ်တယ်။ဒါကြောင့်ရှောင်းခရိယံပရမဆောင်ခန်းကြီး၃ပိုင်းငယ်တင်းနစ်ကိုကြည့်တဲ့အခါမှာဘုရားသခင်၏တားတော်ဟုခေါ်ခေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည်အကြောင်း ဖယားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့တဲ့နော်။နောကီသားတို့သည်ဖယားသခင်ကိုမသိသောကြောင့်ငါတို့ကိုလည်းမသိကြ။ချစ်သူတို့ယခုတွင်ငါတို့သည်ဖယားသခင်ဤသားဖြစ်ကြ၏။နောက်မှအဘယ်သို့ဖြစ်မည်ဟုမထင်ရှားသေး။သို့တော်လည်းကိုတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါငါတို့သည်ကိုတော်နှင့် တူကြလက်တန်းဟုငါတို့သိကြ၏။အကြောင်းမူကားကိုတော်ဖြစ်တော်မူသည့်အတိုင်းကိုငါတို့သည် မြင်ရကြတဲ့တန်တဲ့ချစ်တဲ့မိစေပေါ့နော်ဒါကဒီနေ့ကျုံရတက်တာမှာဖခင်ရဲ့ဘုန်းတော်ကိုရောင်ပြန်ဟတ်နေဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဖခင်ရဲ့တက်တည်ခံကောင်းများအနေနဲ့ကျွန်တော်ကဆိုရှင်အသက်ရှင်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးတယ်ဆိုတာတမာချမ်းသာကဖော်ပြတာတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာသည်ဖခင်သခင်ကိုယုံတယ်ဖခင်ကိုယုံရင်ဖခင်သားသမီးဖြစ်တယ်ဒါကြောင့်ဖခင်သခင်ရဲ့သားတော်ဟုခေါ်တော်ချင်းခွင့်ကိုကျွန်တော်ကဗတယ်ခံရမယ်အကြောင်းတဲ့ဖခင်ကကျွန်တော်တို့ جماعه တို့ကိုဘလောက်ချစ်တယ်လဲ အဲ့ဒီပုံမှာကျွန်တော်ကလည်းဖခင်ရဲ့ချစ်ချင်းမေတ္တာကိုပြန်လဲပြီးတော့ကျွန်တော်ကဆိုရှင်တုတ်ပြန်ဖို့ရအတွက်အလုံးမပြင်ကြည့်တယ်နော်ဒါကြောင့်ဖခင်ရဲ့ကကျွန်တော်ပုံမှာဘလောက်ချစ်တယ်လဲဖခင်ရဲ့ချစ်ချင်းမေတ္တာဒီကျွန်တော်နဲ့တကယ်ပဲထိုက်တန်ရလားထိုက်ထိုက်တန်တန်နဲ့သူ့ရဲ့ပေးဆက်ခဲ့တဲ့ချစ်ချင်းမေတ္တာကကျွန်တော်အတွက်တကယ်ပဲကောင်းမြတ်တယ်ဒါကြောင့်ကောင်းမြတ်တဲ့သုကျေးဇူးတင်ခံစားနေရတဲ့ခါမှာမိတ်ဆွေပေါင်းတို့တင်ကိုယ်တိုင်းကပဲဖခင်ရဲ့အလိုတော်ကိုလိုက်ရှောက်ဖို့ရအတွက်မသင့်ဘူးလားဖခင်ရဲ့စကားကိုနားနားထောင်ဖို့ရအတွက်မလိုအပ်ဘူးလား ော့ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရတက်တာဒီလောကီသားတို့ဒီဖရာသခင်ကိုမသိတော့ကြောင်းအဲတော့လောကီသားတွေကဖရာသခင်ကိုမသိတဲ့အတွက်ကြောင့်မိမိပြုတ်တာကိုမိမိလှုပ်တာကိုကောင်းတယ်လို့ပဲထင်နေကြတယ်မိမိအောင်မြင်တာကိုပဲမိမိကမိမိရဲ့စွမ်းဆောင်မှုတွေပေါ်မှာတာယာနေကြတယ်ဒါမဲ့ဖရာသားသမီးမှန်ရင်တော့ဖရာရဲ့လိုတော်ကိုလက်လျှောက်ပြီးတော့အသက်ရှင်ဖို့ကြံအတွက်ဖရာရဲ့လိုတော်တိုင်းလက်လျှောက်ပြီးတော့အသက်ရှင်တဲ့သူတွေကဆိုရှင်တော့ဖရာသခင်ရဲ့ဘုန်းတော်ကိုအမြဲချီးမြှောက်ခြင်းပြုနေမှာဖြစ်တယ်ဒါတော့ဒီနေ့ချက်တဲ့မိတ်ဆွေများအားလုံး အားပေးချင်တာကတော့ဒီနေ့ကျွန်တော်ရတက်တံပါဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမြှောက်ခြင်းနဲ့ဆိုရင်ဘုရားရဲ့စကားကိုနားထောင်ပါဘုရားရဲ့လိုတော်ကိုလိုက်လျှောက်ပါကျွန်တော်ရလောကသားဖြစ်တဲ့အခါမှာဖြောင်းမတ်တဲ့သူတယောက်မှမရှိဘူးအားလုံးကအပြစ်သားတွေဖြစ်တယ်မိမိလည်းအပြစ်သားကျွန်တော်လည်းအပြစ်သားဒီအပြစ်သားရဲ့ဘဝမှာဆိုရင်ကျွန်တော်အားလုံးကအပြစ်ကြီးကြုံဘဝမှာလွတ်မြောက်ဖို့ရန်အတွက်ရွေးချယ်တော်မူတဲ့ဘုရားသခင်ရဲ့အကျွင့်မဲ့မေတ္တာကိုပြန်လဲပြီးတော့ကျွန်တော်ကအသက်တာမှာလေးလေးနက်နက်ထားရှိပြီးတော့ ဖခင်ရဲ့အလိုတော်တိုင်းလိုက်လျှောက်အသက်ရှင်ဖို့ရန်အတွက်အားပေးခြင်းပါတယ်။ဒါချစ်တဲ့မိစေပေါင်းတို့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအပြစ်သားဖြစ်တဲ့ကောင်မှာအပြစ်ကိုအမြဲတမ်းပဲနောင်တရပါအပြစ်တရားရဲ့အခကြေကြုံဘွားကလည်းလွတ်မြောက်ဖို့ရန်အတွက်ကိုရောကတင့်အတွက်ပေးဆက်ခဲ့ပြီးသွားပြီကိုရောရဲ့ပေးဆက်ခြင်းကအကျွင်းမဲ့မေတ္တာနဲ့တင့်ကိုပေးဆက်ခဲ့တာဖြစ်တယ်အဲ့ဒီအကျွင်းမဲ့မေတ္တာနဲ့တင့်ကိုပေးဆက်ခဲ့တဲ့ဒီစုကျေးဇူးကဘယ်သူခံစားရလဲကျွန်တော်လည်းခံစားရတယ်မိတ်ဆွေတင်လည်းခံစားရတယ်အဲ့ဒီခံစားရတဲ့စုကျေးဇူးတွေပေါ်မှာကျွန်တော်အားလုံးကပြန်လဲပြီးတော့ တကယ်ပဲမိမိကိုယ်တိုင်ကစဉ်းစားဆင်ခြင်တွေးခေါ်ပြီးတော့ကျွန်တော်မလုပ်ရမလဲဖရာသခင်ရဲ့တာသမီပီတာစွာနဲ့အသက်တာကိုရှင်သန်ဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်။ဒါကြောင့်ဖရာသခင်ရဲ့တာသမီပီတာစွာနဲ့အသက်ရှင်ဖို့ရန်အတွက်ဒီဖရာရဲ့စကားကိုနားထောင်ဖို့ဖြစ်ပါတယ်။ဖရာရဲ့စကားကိုကြည့်လိုက်တဲ့အခါမှာဖရာရဲ့ပညာတော်ကိုကျွန်တော်အားလုံးကစောင့်ထိန်ဖို့လိုက်ရှောက်ဖို့လိုက်နာဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်။ဖရာရဲ့ပညာတော်အတိုင်းကျွန်တော်ကအသက်မရှင်ဘူးဆိုရင်ကျွန်တော်ရဲ့ဘဝအသက်တာဒီမှားသလားမှန်သလားဆိုတာ သိမှာမဟုတ်ဘူး။ဒါကြောင့်အမားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ဖို့ရန်အတွက်ဘုရားသခင်ကသူ့ရဲ့မေတ္တာဂုဏ်တော်ဖြစ်တဲ့ပညတ်တော်၁၀ပါးကိုပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ရဲ့မေတ္တာသည်ပညတ်တော်၌ရှိပါတယ်။ဒါကြောင့်ဒီမေတ္တာနဲ့ကျွန်တော်ဘုရားကချက်ချင်းမေတ္တာဖြစ်တယ်။ဘုရားရဲ့ချက်ချင်းမေတ္တာကိုကျွန်တော်အားလုံးအကျွမ်းမဲ့ခံစားရတယ်။အဲ့ဒီအကျွမ်းမဲ့ခံစားတဲ့ချက်ချင်းမေတ္တာကိုကျွန်တော်အားလုံးကအမြဲတမ်းပဲချင်းမြောက်ချင်းမွားပြီးတော့ဘုရားရဲ့ဂုဏ်တော်ကိုအမြဲတမ်းပဲချင်းမြောက်ဖို့ရန်အတွက်ဒီယနေ့အသင်ကိုယ်တိုင်ကဘုရားရဲ့လိုတော်တိုင်းအသက်တာကိုရှင်သန်ဖို့ရန်အတွက် နော်ဒီနေ့ချစ်တမိတ်ဆိုတော့ကိုအားပေးခြင်း ਨੇ ဒါကြောင့်ကိုတိုင်းတီကျွမ်းတီကိုအဘဲတို့တီးရမြင်နေဟုမူကပညာတော်တို့ကိုစောင့်နေရင်တီးရတည်းဆိုတော့ကိုတမချမ်းသာကမိတ်မွတ်ထားတဲ့အတွက်ကြောင့်ဒီနေ့ကိုတိုင်းကဖះကိုဘလို့တီကျွမ်းတယ်လဲဆိုတော့ကိုတိုင်းသိရှိခံစားဖို့ရန်အတွက်ယနေ့ဖះရဲ့အလိုတော်တိုင်းမိမိရဲ့ဘဝတတမှာအသက်ရှင်ကြပါစို့လို့အားပေးတိုက်တွန်းနေဒီကုန်းချုပ်ပါတယ်ချစ်တမိတ်ဆွေများအားလုံးပေါ်ဖះကောင်းချီးချပေးပါစေ thank you